အလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်တော့ဒါကျွန်တော်တို့ညီလေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်။အဲ့ဒါကျွန်တော်မြန်မာစံတော်ချိန်ဒါကျွန်တော်တို့9နာရီခွဲမှာတော့ဒါကျွန်တော် Brentford နဲ့ Manchester United ပွဲစဉ်ရှိပါတယ်။ Brentford ရဲ့အိမ်ဝင်းဖြစ်တဲ့ဒါကျွန်တော် GTEC Community Stadium မှာတော့ Manchester United အသင်းနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။အဲ့တော့ဒါကျွန်တော် Brentford အသင်းအနေနဲ့လက်ရှိမှာဒါကျွန်တော်အမှတ်အားဖြင့်တို့လည်းအဲ့လောက်ကြီးလူရောနေတာမဟုတ်တော့ဘူး။ Brentford ကလည်းလက်ရှိဒါကျွန်တော်တို့ TB အရပြန်ကြည့်မယ်ဆိုရင်တော့ Assist 7ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်နိုင်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ပြောမယ်ဆိုရင်တော့ဒါ Assist 9လောက်ထိတက်သန်းနိုင်ဖို့အခြေအနေမှာတော့ရှိတယ်။ဒါကျွန်တော်ဥရောပဒါပြန်လိုက်ပါ Brentford အသင်းနဲ့ပြန်ကြည့်မယ်ဆိုရင်တော့အမှတ်တော့နည်းနည်းလေးတော့လူနေသေးတယ်။ပြောချင်တာဒါဥရောပဒါကျွန်တော် Conference League အတွက်ဒါဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုရင်တော့တို့အတွက်ကဒါကျွန်တော် Conference friendly ဝင်ခွင့်အတွက်ဒါရေးတရေးတမျှော်လင့်ချက်ရှိမဲ့သဘောမှာ ရှိတယ်။ပြောမယ်ဆိုတာတစ်ဖက်ကဘိုးမောက်တို့ပေါ့လေနိုင်ထားတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါအဆင့်ရှစ်နေရာကိုတက်လှမ်းခြင်းနဲ့ဆိုရင်တော့ဒီနေ့ပွဲစဉ်နိုင်ခဲ့မယ်ဆိုရမှတ်52မှတ်နဲ့အတူဒါကျွန်တော်ဘိုးမောက်ရဲ့နောက်မှာတမတ်အကွာနဲ့ရှိမဲ့တယ်မှာပါတယ်။အဲ့တော့ ပြောချင်တဲ့သဘောတရား Brentford အနေနဲ့ဒီနေ့ပွဲစဉ်နိုင်ခဲ့မယ်ဆိုရင် Thomas Frank အသင်းကဥရောပဒါ Conference League ဝင်ခွင့်အတွက်မျှလင့်ချက်နည်းနည်းလေးရှိမယ်တဲ့မှာပါတယ် United တို့ကရှင်းတယ်ဒီနေ့ပွဲစဉ်ကသူတို့တို့ကအဲ့လောက်ကြီးအေးမပါတော့ဘူးဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာ United အသင်းနဲ့ဘယ်လိုမျိုးဒီပွဲစဉ်ကိုဒါကျွန်တော်အဲ့ဟိုအဲ့ခံတော့ဟိုအဲ့တဲ့အနေနဲ့သွားမယ်တော်လေးကိုစိတ်ဝင်စားဖို့ခေါ်အဲ့တော့ Collar Hala တွေရဒါကျွန်တော်သိရတဲ့သတင်းတွေရဆိုရင်တော့ Manchester United အသင်းကလက်ရှိမှာဒါကျွန်တော်တို့ဒါသူတို့ရဲ့ Winback ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ဝင်ဘက်သက်ဆန္ဒဘက်လည်းပြောလို့ရတဲ့ကစားသမားဖြစ်တဲ့ Mazraoui တော့ဒီနေ့ပွဲစဉ်မှာပါမသွားဘူး တယ်နဲ့လူစင်းတော့ပါသွားတယ်လူကြားသိရတယ်မို့အဲ့တော့ဒီနေ့ပွဲစမှာတေကြတာတခုအားတာကျွန်တော် Manchester United တင်းနေတယ်လူငယ်တွေကိုပွဲထုတ်ဖို့အတွက်တေကြတလောက်ရှိတယ်ဆိုတဲ့သတင်းထုတ်ပေါ်လာခဲ့တယ်ဒါပြီးကျွန်တော် Manchester United တင်းနေခုလက်ရှိမှာဒီနေ့ပွဲစမှာစိတ်ဝင်စားဖို့ခေါင်းတာလာမယ့်သူတို့ကသူတို့ရဲ့အိမ်ဝန်းမှာဒါကျွန်တော်တို့ အသက်တက်ပြီးပါအောင်လည်းကံမှုရှိသေးတယ်။ဒါပေမဲ့3-0ဆိုတဲ့ရလက်ကိုကင်ထားမှဖြစ်တဲ့အတွက်ကြောင့်မို့ဒါဒီနေ့ပွဲစမှာလူစုံ ထုတ်ကန်လဲရတယ်ဆိုတဲ့အခြေအနေတစ်ခုကိုဒါကျွန်တော်တွေ့ရမယ်တဲ့မှာပါ။အဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော်ရဲ့အမြင်ကိုပြောပါဆိုတော့ကျွန်တော်ကလူငယ်တဝက်လူကြီးတဝက်ကိုထဲဆော်စီခြင်းနဲ့ပြီးရင်တော့ဒါခုနကပေါ်တဲ့ကစားသမားတော်တော်များအနာပေးစီခြင်းတဲ့မှာပါ။အထူးသဖြင့်ဒါကျွန်တော်အဓိကကစားသမားတွေဖြစ်တဲ့ Bruno Fernandes ဆိုပါတော့လုံးဝအနာပေးစီခြင်းမို့ဒါမှမဟုတ်ဒီနေ့ပွဲစမှာ momentum ကိုပြန်လဲပြီးတည်ဆောက်မယ်ဆိုရင်တော့ဒါကျွန်တော်ကာလာရှေချာနားနေခဲ့တဲ့ကစားသမားတွေဒီနေ့ပွဲစမှာထုတ်တင်တဲ့ပွဲစဉ်လိုမြင်တယ်။ဥပမာဒါကျွန်တော်ပုံမှန်လေးပြောမှာဆိုအာမက်ဒီယာလို ူရူဒါကျွန်တော်တို့မက်သျူးစ်ဒလစ်တို့ကိုဒီနေ့ပွဲစံမှာဒါမိနစ်93ချင်း3လို့တင်3တင်တဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်နေတဖက်ကတော့ရှင်းပါတယ်ဘရန်ဖို့အသင်းကဒီနေ့ပွဲစံမှာသူတို့ကအနိုင်3မှတ်ရယူဖို့တော့သူတို့ရဲ့အိမ်ကွန်းမှာကြိုးစားတော့မယ်ယူနိုက်တက်ကဒီနေ့ပွဲစံမှာဒါကျွန်တော်ပရီးမီးယားလိဂါတိတ်ပြီးသူတို့ကအရေးမကြီးဘူးဒါပေမဲ့အရေးမကြီးဆိုပေမဲ့3မှတ်က3မှတ်ပဲလေယူနိုက်တက်ဒီနေ့ပွဲစံမှာဒီ3မှတ်ကိုရယူဖို့တော့ဒါကြိုးစားသွားမလားဆိုတာကတော့ တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်ပွဲတပွဲဖြစ်လာနိုင်တယ်လို့ကျွန်တော်ရဲ့ပုံကူကြီးအမြင်မှာကျွန်တော်ကမြင်မိတယ်ပေါ့နော်ရင်းနေတဲ့တင်တဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်ထုံးဝင်နိုင်ပဲဒါကျွန်တော်လူငယ်တွေရောဒါလူကြီးတွေရောဒါကျွန်တော် balance မျှပြီးထုတ်သွားမယ်အဲ့တော့ရင်းနေတဲ့တင်တဲ့ခုနပြောလို့ပဲဒါပြဿနာကဘာလဲဆိုတော့ Manchester United ရဲ့အိမ်ကွင်းမှာဒါ Bilbao ကို3ဂိုးပြတ်နဲ့ကင်ပြီးဆော့အောင်မှာဖြစ်တဲ့ကြောင့်မူတိတ်ပြီးတော့ရင်ခုန်စရာမရှိတော့ဘူးဒါပြောရမယ်ဆိုတော့ဒါ Bilbao ကိုတက်ဖို့အတွက်တေးကြနေပြီဖြစ်တဲ့ Manchester United တင်တဲ့ဒီနေ့ပွဲစမှာလူစုံထုတ်ကန်လဲဒါ Athletic Bilbao နဲ့ပွဲ ပေါင်းတဲ့ပွဲစံမှာလူငယ်တွေကိုထုတ်ကန်လဲရရဆိုတဲ့ဘောမှာရှိရတယ်။ဒါပေမဲ့ United အသင်းကခုလက်ရှိမှာတခုကောင်းလာတာကဘာလဲလို့ကျွန်တော်ပြောပါဆိုရင်တော့လူလေးတွေပြန်ဆုံလာကြတာကစားလို့ရပြီလူတွေကိုအဲ့တော့ Queen Level မှာလူတွေကိုကစားလို့ရပြီဒါကျွန်တော် Fullback တွေကိုလူတွေကစားလို့ရဒါဒီနေ့ပွဲစံမှာနားရမယ်ကစားသမားတွေတည်ကြတာကတော့လက်ရှိမှာဒါတောက်လျှောက်ချီလွမ်းပြပြီးအသက်ရွယ်အားဖြင့်ဒါနက်နက်လေးထိနေတဲ့ဒါ Casemiro ကိုကောင်းကောင်းမွန်ပြီးနားတင်တဲ့ပွဲစဉ်ပြီးတော့ဒီနေ့ပွဲစံမှာလုံးဝဒါကျွန်တော်မိနစ်အပြည့်အဝနားရမှာ Bruno Fernandes ပြီးတော့ခုနကဒီနေ့ပွဲစံမှာထုတ်တင်တာ Ahmed Diallo တို့ Matthew Delict တို့ကိုအဓိကထုတ်တင်တယ်လို့မြင်တယ်အဲ့တော့ဒါ Manchester United တင်တဲ့ဒါကျွန်တော် ဘရန်ဖို့အသင်းကိုဒီနှစ်မှာဒါကျွန်တော်တို့တွေးဆုံထားတဲ့အချိန်မှာဒါကြောင့်ပထမအကြော့မှာသူတို့ရဲ့အိမ်ကမှ2-1ဆိုတဲ့ရာသီနဲ့နိုင်ထားခဲ့တယ်။အဲ့တော့ပြောချင်တာကလက်ရှိမှာ Manchester United တင်းနဲ့ Brentford ကိုဒါကျွန်တော်တို့သူများရဲ့ ော်တော်လေးကိုတိုင်ပတ်တဲ့ချိန်မှာတို့နဲ့တင်းနေတာချောက်အသာစီးရခဲ့ဒါပေမဲ့ United အသင်းနဲ့ Brentford ကိုဒါကြားထဲမှာတစ်ချိန်ပဲရှုံးခဲ့တယ်အဲ့ဒါကလွန်ခဲ့တဲ့2နှစ်ကအဘယ်ကမနှစ်နှစ်ပဲဟုတ်ဘူးလွန်ခဲ့တဲ့3နှစ်ပေါ့နော်လွန်ခဲ့တဲ့3နှစ်ကရှုံးခဲ့တာဖြစ်ပြီးအဲ့ဒီပွဲစံမှာ Brentford ရဲ့အိမ်ဝင်းမှာ Manchester United အသင်းကတော့၄ဂိုးပြန့်နဲ့ရှုံးနေခဲ့တယ်ဖြစ်တယ်အဲ့တော့ကမမဲ့ရပဲဒါကျွန်တော်တို့ဒါဘလူးအာ Eric Ten Hag ပထမဦးဆုံး Manchester United ကိုရေးရောက်ချင်းမှာဒါကျွန်တော် Brentford အသင်းကတော့ Manchester United ကိုဂိုးပြန့်နိုင်ခဲ့တဲ့ပွဲစံတစ်ပွဲဖြစ်အဲ့နောက်ပိုင်းမှာအခုချိန်ထိဒါကျွန်တော် Brentford အသင်းနဲ့ Manchester United ကိုမနိုင်တာကြာပြီပေါ့နော်အဲ့တော့ဒီနေ့ပွဲစံမှာ Brentford တို့ပြန်ကြည့် ပြန်တော့လဲသူတို့ရဲ့ဥရောပပေါ့နော်ယူရိုပါကွန်ဖရင့်လီရဲ့ဒါကျွန်တော်တို့မျောလင်းချက်ရေးဒီရေးဒီအတွက်ကဒီနေ့ပွဲစဉ်ကတော်တော်လေးကိုအရေးပါမဲ့ပွဲစဉ်ဖြစ်တယ်ယူနိုက်တက်ဘက်ကတော့ရှင်းတယ်ဒီနေ့ပွဲစဉ်မှာဒါသူတို့အနေနဲ့ယူရိုပါကောယူရိုပါလီကိုနိုင်ပြီးချန်ပီယံလိဂ်ကိုဝင်မဲ့တသင်းအနေနဲ့ကြိုးစားမသွားမဲ့ကြောင့်ဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့ဒါတော့အနိုင်သုံးဘက်ကအဲ့လောက်ကြီးတာကျွန်တော်အရေးမကြီးတဲ့သဘောမှာဖြစ်သွားပြီဒါပေမဲ့ သူတို့အနေနဲ့အနိုင်သုံးမဲ့အရေးမကြီးမယ်ဒီနေ့ပေါ်စမှာမရှုံးဖို့ရေးကို Manchester United အသင်းနဲ့ approach လုပ်သွားမယ်လို့မြင်တယ်အဲ့တော့ဒါလက်ရှိမှာရည်ရတာပေါ့နော်ဒါကျွန်တော်တို့ Premier League အသင်းအနေနဲ့ဒါကျွန်တော်အဆင့်14နဲ့16ကအသင်းကဒါကျွန်တော်တို့လက်ရှိအနေထားရတာကျွန်တော် Conference League မှာပို့ကျော် Friend မျိုး Europa League မှာ final အနေထားရတွေ့ဖို့ဒါနှစ်သင်းလုံးကပြင်ဆင်လာခဲ့ပြီလို့ပြောလို့ရမှာတမို့ပါအဲ့တော့ United ကလက်ရှိမှာဒါကျွန်တော်တို့ Europa ဒါကျွန်တော်တို့တာမန်လမ်းကြောင်းပေါ့နော်ဒါကျွန်တော်တို့ League လမ်းကြောင်းကနေပြီးတော့ Europa ဝင်ခွင့်အတွက်ကတော့ဒါမဖြစ်နိုင်တော့တဲ့အတွက်ကြောင့်မို့ဒါလက်ရှိမှာဒီသုံးဘက်ကသူတို့တွေကအဲ့လောက်ရေးမကြည့်ဘူး Brentford ကဒီနေ့ပေါ်စံကအရေးကြီး ရှိတယ်အဲ့တော့၃မှတ်၃မှတ်ချင်းရှင်းမယ်ဆိုတော့ Brandford ကဒီနေ့ပွဲစဉ်ရဲ့၃မှတ်ကသူတို့ကပိုရေးကြီးတယ်အိမ်ဝင်လည်းဖြစ်တာနဲ့အညီတခုခုများ Brandford အသင်းကလုပ်ပြမလားဆိုတာတော့စောင့်ကြည့်ရမယ်တဲ့မှာပါတယ် United ဘက်ကတော့ AC ပါဒီနေ့ပွဲစဉ်မှာခုနကပြောတဲ့ဒါမနိုင်ရင်တော့မှတည်ရပုံစံမျိုးသူတို့ရယူဖို့တော့ AC ကြိုးစားသွားမယ်သူတို့ကတမတ်ဆိုလည်းတမတ်ပေါ့နော် AC ဒီပွဲစဉ်ကိုသူတို့ approach လုပ်သွားနိုင်တယ်လို့မြင်တယ်အဲ့တော့ Manchester United ဘက်ကကြည့်ပြန်တော့လက်ရှိဒါကျတော့ခြေစွမ်းရဆိုတော့ဒါခံစပိုင်းတော်လေးကိုဒုတက်လာခဲ့တယ်ဒီနေ့ပွဲစဉ်မှာဒါတီချာတကွာ Harry Maguire တို့ဘာလို့နီးပြနေလဲပွဲထုတ်မယ်လို့တော့ကျွန်တော်ကတော့တိတ်တော်မထင်ဘူးဒါ AC ေးစစ်စစ်ပုံစံမျိုးကိုပဲတို့အနေနဲ့ဒါကျွန်တော်တို့ရှေ့ဆက်သွားမယ်လို့ကျွန်တော်တို့မြင်နေအဲ့မြည်သွပင်စိုးစေးကမူ Manchester United အသင်းတသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာဒါဘယ်လိုမျိုးသွားမလဲကျွန်တော်တို့တော်တော်လေးကိုစဉ်းစားမယ်ဒါပေမဲ့အခုလက်ရှိမှာဒါကျွန်တော် football လို့ပြထားတဲ့သဘောမှာဒါလုံးဝကိုလူငယ်တွေကိုတို့က နေရာပြီးထားတဲ့သဘောမှာရှိတယ်။ဒါကျွန်တော်တို့နံပါတ်80ဖြစ်တဲ့ Carmen Sin ပါလာမယ်။ Harry Ames ကဒီနေ့ပုံစံမှာပွဲထွက်ဖို့များပါတယ်။ကျွန်တော်တို့ဒီလောက်က Kobe Mine တို့ဒါ Mason Mount တို့ကိုဝင်လဲမှာထားပြီးဒါကျွန်တော် Chido Obi ကိုအဲ့တော့ဒီနေ့ပုံစံမှာဟုတ်တယ်ဗျာ။ဒါ Full Mob ကိုဒါကျွန်တော်ထောက်ခံတာမဟုတ်ဘူးမဲ့တိုက်စစ်နေရာမှာ Chido Obi Martin ကိုဒါတိုက်စစ်မှုနေရာမှာကျွန်တော်တို့ထားစီခြင်း။ဘာလို့ Chido Obi Martin ဒီနေ့ပွဲစဉ်ဒီလိုမျိုးပွဲစဉ်မျိုးက Obi Martin နေနဲ့ဒါပွဲထွက်ကိုထွက်တဲ့နယ်ပွဲစဉ်တစ်ပွဲဆိုတော့လုံးဝမမအောင်လို့ကျွန်တော်အနေနဲ့မြင်နေ။ဒါ Chido Obi Martin နဲ့အခုလက်ရှိမှာဒါကျွန်တော်တို့လုံးဝကိုဒါဟို အဲ confidence ပေါ့နော်ဒါ premier league မှာတေချာတဲ့ confidence တစ်ခုကိုဒါကျွန်တော်ပြန်လဲပြီးတော့တည်ဆောက်အောင်မယ်ဒါအခုပြန်လဲမှုစတင်ပြီးတော့တည်ဆောက်အောင်မယ်ပွဲတစ်ပွဲဆိုရင်တော့ကျွန်တော်တော့မှားပဲတော့မထင်ဘူးတစ်ဖက်က brandford ကလည်းရှင်းတယ်သူတို့နေဒီနေ့ပွဲစံမှာ counter transition နဲ့တော့သွားဖို့ရှိ brandford ကလက်ရှိမှာဒါ ကောင်းပေဆိုတဲ့ Northern Forest ကိုလည်းအိမ်သူတို့ရဲ့ဝေးခွန်းမှာဒါ2-0ဆိုတဲ့လုပ်ပြခဲ့တယ်။လက်ရှိမှာဒါကျွန်တော်တို့ Sha Kevin Shade ဒါကျွန်တော်တို့အဲ Sha Dee လို့လည်းခေါ်ရပေါ့ Kevin Shade ဒါကျွန်တော်တို့ Yaron Wissa ဒါကျွန်တော်တို့ Ambon Bo ပေါ့နော်ဒီကစားသမားတွေ၃ယောက်လို့ရဲ့ counter transition တွေကတကယ်ကိုအခုချိန်မှာ super ဖြစ်လို့နေလို့မြင်တယ်။အခုလက်ရှိမှာဒါကြ Brandford အသင်းကနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ Newcastle United ကိုရှုံးထားခဲ့တဲ့ပွဲစဉ်ကလွင်ဒါကျွန်တော်တည်ရင်၂ပွဲနဲ့အနိုင်၂ပွဲယူပြခဲ့တယ်။ United ကလက်ရှိမှာဒါကျွန်တော် Premier League မှာနောက်တော့တောက်လျှောက်ပွဲစဉ်တွေမှာဒါကျွန်တော်9ပွဲတိတောက်လျှောက်ပျောက်ဆုံးနေခဲ့တယ်။ဒါ၂ပွဲရှုံး၁ပွဲတည် ဒါပေမဲ့ Europa League မှာလည်းရှိမှာ United ကလမ်းပြန်ထွက်နေတယ်။ Lyon 5ခု4ခုနဲ့နိုင်တယ်။ Bilbao ကို away goal မှာ3-0နဲ့နိုင်တယ်။အဲ့တော့လက်ရှိမှာ United အသင်းနဲ့ဒီနေ့ပွဲစဉ်ကတော့ရှင်းပါတယ် AC ပါပဲ။သူတို့အနေနဲ့ဒါလုံးဝဟိုကစားသမားအထိမခံမဲနဲ့ဆော်သွားမယ်။လုံးဝအနာပေးသွားတဲ့နဲ့ပုံစံမျိုးတွေအနာပေးသွားမယ်။တစ်ဖက်ကတော့ကျွန်တော်တို့ Brentford ကတော့လုံးဝဝုန်းနိုင်ဝုန်းနိုင် counter transition နဲ့တူတာကျွန်တော်ကျုံသွားပြီးပြင်ဆင်သွားမယ်။အဲ့တော့အဓိကဆောင်ကြည့်ရမှာ Kevin Shaw, Deco, Kevin Shaw တွေဒါကျွန်တော် Wissa, Yaramwissa နဲ့ကျွန်တော်တို့ဒါ Ambuan Bu ဘောနော်။ဒါကျွန်တော် Brian Ambuan Bu ဒီလိုကစားသမားမြင်မှုတွေရဲ့ counter transition ကိုကြည့်ရမယ်လို့ပြောလို့။အဲ့တော့ဒါ United ပြည်သက် တော်တော်ဒါကျွန်တော်တို့ဟိုစောစောစစ်စစ်ဒါကျွန်တော်တို့ရှေ့ရှားပါပါကြည်ရတဲ့ပွဲစဉ်မလို့ကြည်ပြောတဲ့ပွဲစဉ်တစ်ပွဲလို့ပြောမယ်ဆိုရင်တော့မှားမယ်တော့မထင်ဘူးမြည်တော့မင်းစူစီကမူဒီနေ့ပွဲစဉ်ကတော့ကြည်ကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်တကယ်ကြည်ကောင်းမယ်လို့မြင်တယ် United တင်းနေတာလူငယ်တွေကနေရာရခဲ့မယ်ဆိုတော့လူငယ်တွေဘလူမျိုးလုတ်ပြနိုင်မဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမလဲဆိုတာကတော့တော်တော်လေးကိုစောင့်ကြည့်ရမယ်ပွဲစဉ်လို့ပြောလို့ရမယ်တဲ့မှာပါဒါပေမဲ့လိုပဲပြော Manchester United အသင်းနေနဲ့ဒါကျွန်တော်တို့ Europa League ရဲ့ Conference League ပါ Europa League ရဲ့ဒါကျွန်တော်တို့ဟို အာဗလေသတင်းစာရှင်းလင်းပွဲမှာနီးပြပြောခဲ့လို့ပဲဒါတို့အနေနဲ့ဒီလိုမျိုးပွဲစဉ်တွေကဒါကျွန်တော်တို့လူငယ်တွေနဲ့ပဲထုတ်ကန်ဖြစ်တဲ့ကြောင့်ပြည်သက်တွေတို့နားလေပြီးဘူးတောင်းဆိုထားလို့ပဲလက်ရှိမှာဒီနေ့ပွဲစဉ်မှာလူငယ်တွေထုတ်ကန်မှုတွေများတယ်ဒါယူရိုပါလိကိုပဲအဓိက focus ဆိုအဲယူရိုပါလိကနိုင်ပြီးသားဖြစ်တဲ့ကြောင့်တို့အနေနဲ့အဲ့လောက်ကြီးတဲ့ focus လုပ်စရာမလိုတော့လို့မြင်တယ်မြို့တော်ပဲစိုးစိမ်းသွားမှုဒီနေ့ပွဲစဉ်ကတော့ကြီးကောင်းမဲ့ပွဲတစ်ပွဲလို့ပြောရင်းနဲ့ပဲကျွန်တော်ကိုသွားခွင့်ပြုပါအဲ့တော့ Brentford အသင်းကပဲလက်ရှိမှာအမှတ်လူတဲ့အသင်းတစ်သင်းပြီးပြီးတခုခုလုပ်ပြသွားမလား Manchester United အသင်းကပဲ AAC Chu Nanchalan ပုံစံမျိုးနဲ့ဆော့သွားမလားဒါကတော့လေးကိုစောင့်ဝင်စိတ်ဝင်စားဖို့ကောင်းတဲ့ ယ်ပွဲစဉ်တွေပဲဖြစ်မယ်လို့ပြောရင်လည်းပဲကျွန်တော်သွားကုန်ပြပောင်းဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုနဲ့ TV4U တို့မှာကျင်းလို့ဆိုတာပါဝင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုနဲ့ TV4U တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များသွားကုန်ပြပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ဗျ။ များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ tv4 ကြီးတွေလင်လေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်မျက်စောကိုညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လို့ကျွန်တော်လည်းအားပေးလို့ရပါတယ်များများလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ဒေးပါဗျ